မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမှာအင်အားအသင့်တင့်ငလေးလှုပ်လို့ပြည်သူတွေနေအိမ်တွေကပြေးရပြန်နေဆွေးသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စင်ကိုင်မြို့အနီးကဗဟိုပြုလှုပ်ခတ်သွားတဲ့အင်အားအသင့်တင့်ရှိတဲ့ငလေးချောင်းညနေပိုင်းကမန္တလေးမြို့အနီးတစ်ဝိုက်ကပြည်သူတွေတိတာစွာခန်းဆားခဲ့ရကြောင်းလူခံတွေကပြောပါတယ် ဒီကနေ့ဒီဇင်ဘာ2ရက်ညနေ9နာရီခွဲခန့်ကမန္တလေးတိုင်းစင်ကိုင်မြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြုပြီး Raster Scale 4.9အဆင့်နဲ့အင်အားအတော်အသင့်ရှိတဲ့မြေငင်လင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ BNR ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒီကနေ့ညနေပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းပြည်သူတွေနေအိမ်အတွင်းကနေထွက်ပြေးခဲ့ရကြောင်းမြို့ခံတွေကပြောပါတယ်။အတန်ကြီးလဲပါတယ်တော်တော်တည်တာတယ်လူကိုမူးနောက်သွားတယ်အကုန်ထွက်ပြေးကြတာလို့ မန္တလေးမြို့တွင်နေထိုင်သူ အမျိုးသားတအုပ်ကပြောပါရယ်ဒီကနေ့မနက်9နာရီခွဲခန့်ကလည်းမန္တလေးမြို့မှာငလီငယ်တစ်ခုလှုပ်ခတ်သွားခဲ့ပြီးတိတာတယ်လို့ဒေသခံတွေစီကသိရပါရယ်အလားတူဒီကနေ့မနက်8နာရီ26မိနစ်ခန့်ကလည်းစကိုင်းတိုင်းမင်းကြီးမြို့အနီးရေအောင်အနက်100ကီလိုမီတာကိုပဟုပြုပြီး Cresta Scale 4.4အဆင့်နဲ့အင်အားနှင်းငယ်ရှိတဲ့မြေငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရင်း BNR ရဲ့ဆိုင်ယာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ် ငလင်အနေရဲ့ကြောင့်ထိခိုက်ဆုံးရှုံးမှုများရှုံးနေစေဖို့ဆောင်ရန်ရှောင်ရန်သတိပြုရန်များနှင့်အညီနေထိုင်ကြဖို့အထက်ပါဝင်ကြီးဌာနကအသိပေးထားပါသည်။ဆက်လက်ပြီးကြက်ဖြူတိုက်ပွဲတွင်စစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားပြုံးတိလာ၍ရန်ကုန်မှစစ်ကူ900ကိုရေချောင်းမှထပ်မံပို့ဆောင်နေဆဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါသည်။ရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲအတွင်းကိုစစ်ကော်မရှင်ကစစ်ခုပို့ရန်အတွက်တရင်အချို့မှစစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုရန်ကုန်မှနေ၍ရေချောင်းဖြင့်ပို့ဆောင်လိုက်ကြောင်းသိရပါသည် ်စစ်ကော်မရှင်သည်တမ71နီးပြူဟာမူနာပါဟာ131ဒုတိယဗိုလ်မှူးကြီးမျိုးမင်းသက်ဦးစီသည်ခမာယ212ခမာယ219ရို့မှခမန်းအင်အား900ခန့်ကိုကြောက်ဖြူတို့ပို့ဆောင်နေကြောင်းစီဒီအမ်ဗိုလ်ကြီးစင်ရထမ်းမှသိရပါတယ်ကြောက်ဖြူမာကရေတက်အင်အားစုများတဲ့မြေပြင်စစ်တောင်းထိုးမှုမှာနေမြရလေခဏပဲအေအေကအမဲ့ချွေတာကိုစစ်တပ်ကခိုင်းရတာပဲစစ်တပ်ကတက်တွေခွဲပြီးကြောက်ဖြူပို့ထားတာပဲဒါပေမဲ့စစ်တောင်းလိုက်ကိုပြုတ်တာဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ် ကြောက်ဖြူတိုက်ပွဲမှပြီးခဲ့တဲ့နိုဝင်ဘာ14ရက်နေ့ကတည်းကတိုင်းချောင်းမင်းပြေစသည့်ခြေရွာများတွင်နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများရှိခဲ့ပါတယ်။ဒညာဝတီရေတပ်ဌာနချုပ်အနီးလန်ခွဲဘတ်တွင်လည်းပြီးခဲ့တဲ့နိုဝင်ဘာ24ရက်က AA စစ်ကော်မရှင်တို့ထိတွေ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။စစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်လိုက်သည့်တိုင်းချောင်းရွာကိုပြီးခဲ့တဲ့နိုဝင်ဘာ28ရက်တွင် AA ကပြန်လည်စီးနှင်းတိုက်ခိုက်မှုများပြုလုပ်ထားနိုင်ကြောင်းဒေတာတွင်သတင်းရင်းမြစ်များထံမှသိရပါတယ်။ ရမနစ်ဒီဇင်ဘာ၁ရက်နေ့တွင်မူမင်းပြင်းရှိစစ်ရေးအရာအချက်အချာကြသည့်နေရာအချို့နှင့်တိုင်းချောင်းရွာကိုအေအေကစုံမမှုပြန်လည်ရယူထားသည်ဟုသိရပါသည်။ဆက်လက်ပြီးဒဏ်ခတ်ပိတ်ဆို့ခံ UEC ဖြင့်ရွေးကောက်ပွဲပြုလုပ်ရန်စီစဉ်နေ၍ပြည်သူနှင့်အတူရက်တီရန်နိုင်ငံတကာကို GFN တိုက်တွန်းနေဆွဲတဲ့တွင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ စစ်ကော်မရှင်ကတန်ခတ်ပိတ်ဆို့ခံထားရသော၎င်းတို့လက်အောက်ခံရွှေကောက်ပွဲကော်မရှင် UEC အဖွဲ့ဝင်များဖြင့်ရွှေကောက်ပွဲပြုလုပ်ရန်စီစဉ်နေသောကြောင့်ပြည်သူလူထုနှင့်အတူရည်တည်ပေးရန်နိုင်ငံတကာကအစိုးရများကို Justice for Myanmar GFM မှတိုက်တွန်းပါတယ်။ဆီအာနာသိန်းသည်2021ခုနှစ်မှစတင်ကရှင် UEC အဖွဲ့ဝင်များကိုတန်ခတ်ပိတ်ဆို့မှုများချမှတ်ထားခြင်းဖြစ်ပြီးလက်ရှိတွင်၎င်းတို့အားတူယောင်ရွေးကောက်ပွဲတရက်ပုံဖော်ရေးတာဝန်ပေးထားသဖြင့်စန့်ကျင်ကြရန် GFN ကဂျမနီဒီဇင်ဘာတရက်နေ့တွင်ထုတ်ပြန်ပြောဆိုပါသည် ထို UEC အဖွဲ့ဝင်များကိုမဲမတက်မှမှုအထောက်အထားတစုံတရာမရှိပေ2020ရွေးကောက်ပွဲရလဒ်များအားတရားမဝင်ပယ်ဖျက်ရ၌ပါဝင်မှုဒီမိုကရေစီနှင့်တရားဥပဒေစိုးမိုးရေးကိုပြက်ပြားစေမှုတို့အတွက် EU နှင့်ကနေဒါနိုင်ငံတို့ကတန်ခတ်ပိတ်ဆို့ထားကြောင်းသိရပါတယ်အဆိုပါတူယောင်ရွေးကောက်ပွဲသည်အာနာသိန်းစစ်ကော်မရှင်ကိုမှာယွင်းသောနိုင်ငံရေးတရားဝင်မှုပေးအပ်နိုင်ရန်အတွက်စီစဉ်ထားခြင်းဖြစ်သလိုတန်ခတ်ပိတ်ဆို့ခံထားရသော UEC အဖွဲ့ဝင်များမှလည်းဥက္ကဋ္ဌဦးတန်းစိုးအပါအဝင်၉ဦးဖြစ်ကြောင်းသိရပါတယ် လက်ရှိတွင်စစ်ကော်မရှင်က UEC ကိုအဖွဲ့ဝင်14ဦးဖြင့်ဖွဲ့စည်းထားပြီးဥက္ကဋ္ဌဦးတန်းစိုးနှင့်အဖွဲ့ဝင်ဦးအောင်လွင်ဦးဦးအောင်မုံမြင်ဦးအောင်စောဝေဦးခမောင်ဦးဦးကုတ်ကိုလွင်ဦးမြင့်ဦးဦးမြင့်သိန်းဦးတန်းအောင်ကျော်တို့ကိုဦးကိုတန်းခတ်ပိတ်ဆို့ထားခြင်းဖြစ်ကြောင်းသိရပါသည်ထို့အတူစစ်ကော်မရှင် UEC အဖွဲ့ဝင်ဟောင်း၈ဦးကိုလည်းတရားမဝင်အာဏာသိမ်းချိုးဖောက်မှုနောက်ပိုင်း UEC တွင်ပါဝင်ခြင်း2020ရွေးကောက်ပွဲရလဒ်များအားဖိဖျက်ခြင်းတို့အတွက် EU နှင့်ကနေဒါနိုင်ငံတို့ကတန်ခတ်ပိတ်ဆို့ထားကြောင်းသိရပါသည် ရင်း UEC အဖွဲ့ဝင်ဟောင်းတန်ခတ်ပိတ်စုခံရသူ၈ဦးမှာဥပမောင်ဥပရန်ရှောင်းဦးမင်းမင်းဦးဒေါ်နုမြဇန်ဦးစောပါလိုင်ဦးစိုးဦးဦးတန်ထွန်းနဲ့ဦးတန်ဝင်းတို့ဖြစ်ပြီး၎င်းတို့အလုံးသည့်စစ်ကော်မရှင်အထုံးချခံလက်ကင်တို့အဖြစ်ရွေးကောက်ပွဲအားကျိုးပန်းပြင်ဆင်နေကြောင်းသိရပါတယ်။ထို့ကြောင့်နိုင်ငံတကာအစိုးရများအနေဖြင့်ငါးနှစ်နီးပါးတိုင်အောင်နေစင်းနဲ့အမျှတပ်ဖြတ်ခံရမှုဥပဒေမဲ့ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံရမှုအတင်းအကျပ်နေရက်ဆုံးခွာခံရမှုများကိုရင်ဆိုင်ရင်စစ်ကော်မရှင်အားစန့်ကျင်နေကြသော မြန်မာပြည်သူများနဲ့အတူယက်တီရမည်ဖြစ်ကြောင်း JFN ကဆိုပါတယ်အလားတူအနာသိန်းစစ်ကော်မရှင်ကိုလည်းနိုင်ငံတကာမှအရေးယူမှုများတံခတ်ပိတ်ဆို့မှုများချမှတ်ပြုလုပ်ထားပြီးရွေးကောက်ပွဲအားလက်မခံသလို၎င်းတို့နဲ့တူလက်အောက်ခံ UEC တို့ကိုအကြမ်းဖက်များအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကြေညာထားပါတယ်။ဆက်လက်ပြီးနက်တလီမြို့နယ်ရှိခြေရွာများကိုစစ်တပ်ကနှစ်ရက်ဆက်တိုက်စစ်တပ်လေဒီများဖြင့်ပုံချင်းစောမြို့နယ်တွင်ကိုလည်းစစ်တပ်ကလေယာဉ်ဖြင့်ပုံချင်းတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ဖကူတိုင်းနက်တလီမြို့နယ်ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်က၂ရက်ဆက်စစ်တပ်လီဒီများဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတာယာဝတီခရိုင်တိုင်းစစ်ဘက်ရေးရတာဝန်ခံရဲဘော်တစ်ဆာကသတင်းဌာနကိုပြောကြားပါရယ်ဒီဇင်ဘာလ၁ရက်နေ့နက်ရှင်းနိုင်ခန့်တွင်ဖကူရိုးမှအတွင်ကျင်းပပြုလုပ်နေသောတာယာဝတီခရိုင် PDF drone သင်္တန်းစင်ပွဲနှင့်နက်တလီမြို့နယ်ရှိရေနောက်ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လီဒီ၃စီးဖြင့်ဘုံ၁၂လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းအကြံဖတ်စစ်တပ်ဖုံးကျက်တိုက်ခိုက်မှုအတွင်သင်္นานစင်ပွဲပြီးဆုံးချိန်ဖြစ်သောကြောင့် PDF ရဲဘော်များအထူးကိမရှိကြောင်း ထို့ပြင်ကျေးရွာနေပြည်သူများသည်လည်းအချိန်မီတိမ်းရှောင်နိုင်ခဲ့သောကြောင့်ထိခိုက်သူမရှိကြောင်းသိရပါသည်။ယနေ့ဒီဇင်ဘာလ၂ရက်နေ့မိုးလွဲ7:30မိနစ်ခန့်တွင်လည်းအကြမ်းဖက်စစ်တပ်စက်တပ်၃စီသည်နက်တလင်းမြို့နယ်အရှိတ်တောင်မြို့ဆဲရှင်းလင်းဆောင်ကိုပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ပုံကျဲတိုက်ခိုက်မှုအတွင်အဆောက်အဦများပျက်စီးခဲ့တယ်လို့ပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါသည်။စစ်ခွေးတွေက၂ရက်ဆက်ပုံကျဲတိုက်ခိုက်သွားတာပေါ့ပြည်သူတွေကတော့တိတ်ရှောင်နိုင်တဲ့အတွက်ထိခိုက်သူမရှိပါဘူးဟုတရားဝင်ခရိုင် တိုင်းစစ်ဘက်ရေးရာတာဝန်ခံရဲဘော်တစ္ဆာကသတင်းဌာနကိုပြောကြားပါတယ်။အလားတူမကွေးတိုင်းစောမြို့နယ်အတွင်းကိုလည်းအကြမ်းဖက်စစ်တပ်ကလျှင်ပြပုံကျဲတိုက်ခိုက်သွားကြောင်းရော့အလင်းတမကိုအောင်ကြီးကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့ဒီဇင်ဘာလ2ရက်နေ့နနက်7:05မိနစ်တွင်ကြောက်ထုမြို့အမြောက်တန်းအမှတ်368တပ်အတွင်းသို့ပေါင်းမြို့နယ်ခြေဆိုင်ကပါစတပ်အတွင်းမှတက်လာသော MI-70 ရဟတ်ယာဉ်နှစ်စင်းဖြင့်အရာရှိတအူးအပါဝင်စစ်သား60ခန့်ဖြစ်တင်ခဲ့ကြောင်း အလာတူလက်နက်ခရင်တချို့ကိုလည်းဖြစ်တင်းခဲ့ကြောင်းသိရပါတယ်ထို့သောယဟန်ယင်နှစ်စင်းစင်းတက်လာစဉ်တရာဥလီတဲမှတက်လာသော A5 Bomber Jet Fighter တစီကချောက်ထုမြို့တောင်ချမ်းတနေရာကိုလက်ကျင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်လေကြောင်းတိုက်ခိုက်တာကချောက်ထုတောင်ချမ်းတနေရာကိုပါဗျာလေယာဉ်နှစ်စီးစင်းနာကိုကင်းပတ်ပြီးတဲ့ပုံစံပါယဟန်ယင်က9မိနစ်လောက်ကြာပြီးတော့ကျောက်ထုမြို့အရှိတ်ကိုဥတီပြန်တက်သွားတယ်လို့သိရပါတယ်ဟုရော်အလင်းတမကိုအောင်ကြီးကသတင်းဌာနကိုပြောကြားပါတယ် ဆက်လက်ပြီးစင်ကူးမှလေကြောင်းတိုက်ခိုက်လို့ပြည်သူတအူးသေဆုံးပြီးကလေးတအူးအပါဝင်၄ဦးဒဏ်ရာရတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့အမျိုးသားတအူးသေဆုံးကကလေးတအူးအပါဝင်၄ဦးဒဏ်ရာရခဲ့ပါတယ်။ဒီကနေ့ဒီဇင်ဘာ၂ရက်မနက်09:52မိနစ်ခန့်ကစင်ကူးမြို့နယ်ညောင်ဝန်းကျေးရွာကိုတရာဦးလေတပ်ကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့ရာအသက်35နှစ်ဝန်းကျင်အမျိုးသားတအူးသေဆုံးပြီး၁၀နှစ်အရွယ်ကလေးငယ်တအူးအပါဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစစ်ရှောင်းတွေကိုကူညီနေတဲ့ရှောင်းနီຫນွေဦးအဖွဲ့ကပြောပါရယ်။ဒါဖြင့်နေအိမ်အဆောက်အဦနှလုံးလေးဖျက်ဆီးခဲ့ကြောင်းသိရပါရယ်။ပြည်သူတွေကိုတော့လေကြောင်းဆိုင်ရာသတိပေးချက်တွေကိုဂရုစိုက်နှာစင်ပြီးဘေးလွတ်ရာရှောင်ကြဖို့မှာကျင်ပါရယ်လို့စင်ကူးနေကတော်လန်ရေးအဖွဲ့တစ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရယ်။စင်ကူးမြို့နယ်ဟာမိုးကုတ်မန္တလေးလမ်းပေါ်မှာတည်ရှိနေပြီးစင်ကူးမြို့အပါအဝင်ဘောကုတ်လန်တျောက်ကစက္ကန်းတွေကိုပါတော်လန်ရေးအင်အားစုတွေပြီးခဲ့တဲ့နှစ်လပိုင်းကဒိမ့်ပိုက်ထားနိုင်ခဲ့ပါတယ် စစ်ကောင်စီတပ်ဟောင်းမိုးကုတ်မန္တလေးလမ်းကိုပြန်လည်ဆိုးမှုဖို့ကြိုးစားနေပြီးလက်တလောပြန်ရသွားတဲ့မရိယာမြောက်ချမ်းကနေစင်ကူးနေတဲ့ကိုဖွင့်ဖို့ကြိုးစားနေတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ12ရက်ကလည်းစင်ကူးမြို့နယ်မာလေးကြီးပါစာတင်ကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူ၅ဦးသေဆုံးပြီး၅ဦးထပ်မံတရားရရှိကစာတင်ကျောင်းအပါအဝင်အစာအုပ်သုံးလုံးပျက်စီးခဲ့ပါတယ်။နိုဝင်ဘာလ28ရက်ကလည်းစေကူးမြို့နယ်ဝါယုံကုန်းကြီးရွာဖုံးတော်ကြီးကျောင်းကိုစစ်တပ်ကကြက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်ခဲ့လို့ ်ပြည်သူ၅ဦးသေဆုံးပြီးပြည်သူ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။